ဟုတ်ကဲ့မင်္ဂလာပါအခြေခံထိုင်းစကားလေးတွေကျွန်တော်လာပြီးတော့ share ပေးမှာဖြစ်ပါတယ် okay ပုံမှန်ပြထားတဲ့စကားလေးတွေဖြစ်ပါရင်တော့ okay နံပါတ်၄နဲ့ကျွန်တော်တွဲပေးထားတယ် okay အဲ့ဒါလေးတွေကျွန်တော်တို့စာလိုက်ကြအောင် okay နံပါတ်၁မှနဲ့၂မှနဲ့အတူတူပါပဲเนาะမင်္ဂလာဆိုတော့မိတ်ဆက်တာပေါ့เนาะမင်္ဂလာပါပေါ့เนาะစวัสดีစวัสดีဆိုတာမင်္ဂလာပါပေါ့เนาะနောက်မှမင်္ဂလေးဆိုလို့ရှိရင်ခါယောက်ျားစီယောက်ျားလေးဆိုလို့ရှိရင်ခါဆိုတာထည့်ပြီးတော့ပြောလို့ရှိရင်ရင်းရင်းသွားမှာဖြစ်ပါတယ် โอเค สวัสดี สวัสดีครับสมิงลาบาครับเนี่ยปะเนาะอ่าอะไรမျိုးပြောလို့ရပါတယ်อ่าနောက်တစ်ခုသွားမယ်နံပါတ်3ပေါ့เนาะနံပါတ်3သွားမယ်နံပါတ်3မှာကြာတော့နေကောင်းလာပေါ့เนาะမေးချင်တာတစ်ဖက်လူကွာနေကောင်းလာဆိုတော့မေးမကွာအဲအဲ့ဒါဘယ်လိုပြောလဲဆိုတော့ spidey minecraft ကျွန်တော်ယောက်ျားလေးဆိုတော့ယောက်ျားလေးအပြောနဲ့ပဲတုံးသွားမယ်เนาะโอเคနေကောင်းလာခင်ဗျာဆိုတော့မေးမယ်ဆိုလို့ရှင် spidey minecraft နေကောင်းပါသလားခင်ဗျာပေါ့နော်ဆိုလိုတဲ့ဒီပဲနေကောင်းလားဆိုတာကိုကိုယ်ကယဉ်ကြီးနဲ့မေးလိုက်တာဖြစ်ပါတယ်။ Okay နံပါတ်၄ကိုသွားမယ်။နံပါတ်၄မှာကြတော့နေကောင်းပါတယ်ပေါ့နော်ပြောချင်တာနေကောင်းပါတယ်။ Okay အဲ့ဒါဘယ်လိုပြောလဲဆိုတော့ Spidey Cup Spidey Cup ဆိုလို့ရှိရင်နေကောင်းပါတယ်ခင်ဗျာပေါ့နော်ဆိုလိုတာနေကောင်းပါတယ်ခင်ဗျာပေါ့နော်အာနံပါတ်၅မှာနံပါတ်၄မှာပေါ့နော် Spidey Cup ဆိုလို့ရှိရင်နေကောင်းပါတယ်ပေါ့နော် อเมซิกาจารอนับตรงมาพี่ไปเนาะสบายดีไหมครับ สบายดีไหมครับ สบายดีไหมครับ นี่ก้องบาแต่ละคำยาวปะเนาะโอเคนี่ก้องเลยสูรุชีสบายดีครับนี่ก้องบาแต่คำยาวปะเนาะโอเคนับงาตัวไหมนับงามาจารอชื่ออะไรครับอ่าอเมซิกาปะเนาะนับไม่บลูคอลเลคมำยาวปะเนาะ ชื่ออะไรครับ to a like up ဆိုလို့ရှိရင်နာမည်ဘလို့လဲပေါ့နော် solo date ပဲနာမည်ဘလို့ခေါ်လဲခင်ဗျာဆိုတော့ယင်ကြီးကြီးနဲ့မေးလိုက်တာဖြစ်ပါတယ်အဲ့ဒါနံပါတ်5မှာနော် okay နံပါတ်6မှာကြတော့ผมပေါ့နော်ผมတုံဟုတ်ผมဆိုရယောက်ျားလေးတုံးတာနော် chance ဆိုတာမိန်းကလေးတုံးတာ okay အဲ့ဒါဘလို့ပြောလဲဆိုတော့အာနံပါတ်6မှာနော်ผมဆိုရယောက်ျားလေးတုံးတာနော် chance ဆိုတာမိန်းကလေးတုံးပေါ့နော် okay chance ဆိုတာ ကျုံနာမည်ပေါ့နော်ကျွန်တော်နာမည်အန်ပေါ့နော်ချန်ချူဆိုတာကျမနာမည်အာပူပူဆိုလဲပူပူပေါ့နော်ဥပမာနည်းကျွန်တော်ပြောပြမယ်ချန်ချူပူပူအဲ့ဒါကြတော့ကျမနာမည်ကပူပူပါပေါ့နော်အာရိုက်ကြလေးဆိုလို့ရှိရင်ဖုံချူပူပူအဲ့ကျွန်တော်နာမည်ကပူပူပါပေါ့နော်အဲ့လိုပြောလို့ရပါတယ် ရင်ကြီးသွားအောင်နောက်မှာခါပ်ဆိုလေးထိပ်ပြီးတုံပြီးနော်မိန်းကလေးကြတော့ခါပေါ့နော်ယောက်ျားလေးကြတော့ခါပ်အာပုံချူဘူဘူခါပ်ကျွန်တော်နာမည်ကဘူဘူပါခင်ဗျာပေါ့နော်အဲအဲ့လိုတုံလို့ရပါတယ်โอเคနံပါတ်9ကိုတွားမယ်နံပါတ်9မှာဘယ်သွားမလို့လဲပေါ့နော်ဆိုလိုတဲ့တိပဲဘယ်သွားမလို့လဲဆိုတာမေးဖြစ်ပါတယ်အဲ့ဒါကြတော့ဘလူးမေးလဲဆိုတော့ပိုင်နိုင်ခါပ်ပိုင်နိုင်ခါပ်ဆိုလို့ရှိရင် ဘယ်သွားမလို့လဲခင်ဗျာပေါ့နော်ပိုင်းနိုင်ခါဆိုတော့ဘယ်သွားမလို့လဲโอเคกูอ่ะอืมอุบมากว่าซีตั้วมั้ยสรุปนัมเบอร์10มาป่ะเนาะกวนละตั้วมั้ยสรุปกวนละเนี่ยมาซีอูပြောมาလေဟုတ်တယ်မလားซีตั้วมั้ยกว่าซีตั้วมั้ยสรุปတော့ပြောရှင်းတယ်ဆိုလို့ရှင်သူတို့စကားမှာตั้วတီရအရင်ပြောมาเนาะ by ဆိုတာအရင်ပြောมา by ตั้วတာကိုအရင်ပြောมาဘယ်ตั้วလဲซีอูဖြစ်တယ် ဈေးကိုကြတော့တလာပေါ့နော်ဥပမာနည်းနည်းပြောပြတာပိုင်တလာခပ်အဲ့ဒါကြတော့ဈေးကိုသွားတာခမရပေါ့နော်ဈေးသွားတယ်ပေါ့နော်ဈေးသွားပိုင်တလာခပ်ဆိုလို့ရှိရင်ဈေးသွားတာပေါ့နော်ဈေးသွားမလို့အာဈေးသွားမလို့အာဈေးသွားတာဈေးသွားမယ်အဲ့လိုမျိုးပေါ့နော်ဥပမာကိုကပိုင်7ခပ်7ကိုသွားမလို့အာအဲ့လိုပေါ့နော်ဥပမာကိုက ပိုင်ဘစ်စီခပ်ဆိုလို့ရှိရင်ဘစ်စီကိုသွားမလို့အဲအဲ့လိုမျိုးတွေတုံးလို့ရတယ်နော်ပိုင်ဆိုတာအရင်သွားတော့အရင်ပြောရမယ်ပြီးတော့မှကိုသွားတဲ့နေရာကိုထည့်ပြရမှာဥပမာကကိုကကိုကကိုကတက်စင်ခန်းကိုသွားမယ်ဆိုလို့ရှိရင်ပိုင်ဟုံနမ်ခပ်ပိုင်ဆိုတာသွားတော့ပြောတာဟုံနမ်ဆိုတာတက်စင်ခန်းကိုဆိုတာဖြစ်ပါတယ်ခပ်ဆိုတာရင်ကြီးဖြစ်သွားအောင်ပေါ့နော်ပိုင်ဟုံနမ်ခပ်ဆိုလို့ရှိရင် တက်စင်ခဲကိုသွားရခင်ဗျာဘောနော်အဲ့လို deep ဖြစ်သွားပါတယ် okay နံပါတ်9သွားမယ်နံပါတ်9မှာကြတော့ဘလောက်လဲဘောနော်ဘလောက်လဲဆိုတာကိုဘောနော်ဘလူပြောလဲဆိုတော့ထောက်ရိုင်ဘောနော်ဘလောက်လဲခင်ဗျာဆိုလို့ရှိရင်ထောက်လိုက်ခါအမင်းလေးကြတော့ခါဘောနောအမင်းလေးကြတော့ရှင်ဘောနောယောက်ျားလေးကြတော့ခမရဘောနောโอเค ထောက်လိုက်ခါဆိုလို့ရှိရင်ဘလောက်လဲခမားပေါ့နော်ဟိုယောက်ျားလေးဆိုတော့ယောက်ျားလေးအတန်းနဲ့ပဲကျွန်တော်ပြောပေးတာဖြစ်ပါတယ်ထောက်လိုက်ခါဆိုလို့ရှိရင်ဘလောက်လဲခမားပေါ့နော်โอเคဒီလောက်ဆိုသဘောပေါက်မလို့ထင်ပါတယ်โอเคနံပါတ်10ကိုသွားမယ်နံပါတ်10မှာကျတော့ဘာလဲအင်တာပေါ့နော်ဘမလဲတက်စင်ခံဘမလဲပေါ့နော်ဆိုလိုတဲ့ဒီပဲကနံပါတ်10မှာတက်စင်ခံဘမလဲဆိုတာကိုဘယ်လိုမေးလဲဆိုတော့ ห้องน้ํา ห้องน้ําสรัตสินค้าบ่เนาะไอ้ดาบ่เนาะตสินค้าห้องน้ําอยู่ที่ไหนครับ ห้องน้ําอยู่ที่ไหนครับสรุษิงไอ้ดาบ่มาแล้วขะเหมียบ่เนาะเปียวมาซุ่ยตสินค้าบ่มาสิแล้วขะเหมียสรุษิดิเป้ဖြစ်ပါတယ်ห้องน้ําอยู่ที่ไหนครับบ่เนาะห้องน้ําอยู่ที่ไหนครับไอ้ดาบ่มาแล้วขะเหมียบ่เนาะไอ้ดาบ่มาแล้ว ခင်ဗျာတက်စင်ခံပုံမှာလည်းခင်ဗျာဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်။ဟောင်းနမ်ယူတီနိုင်ခါโอเคတော့ပုံမလို့ထမိုင်းနောက်တစ်ခုသွားမယ်။နံပါတ်7ပေါ့နော်အာနံပါတ်7မှာကျတော့ချွိချွိဆိုတော့ကုညီတာဖြစ်ပါတယ်။အရှိဆုံးမှာဝိုင်းခတ်ပေးတာရင်နော်။အင်္ဂလိပ်စာရင်းနဲ့ရေးပြထားပါတယ်။ချွိဖုံ noise လို့ရှိရင်ဖုံဆိုတော့ကျွန်တော်လေးချွိချွိဆိုတော့ကုညီတာ။ ผมสุดจะนอน้อยสุดนิ่มเน่ช่วยผมน้อยสุดลูกชิ้นจะนอนเนกุญีบนหัวได้ยาวจาลีแต่เกลือมิงลีสุดลูกชิ้นช่วยฉันน้อยช่วยฉันน้อยสุดลูกชิ้นจะมาเอาเนเนกุญีบนหัวชิช่วยฉันหน่อยได้ไหมครับอุปมาสุลูชินยาวจาลีสุลูชินช่วยผมหน่อยได้ไหมครับสุลูชินจะน้องกูเนเนกุญีรู้ยามละขมยาสุดเลยดีไปผิดไปเด้อ ပေါ့နော်တကယ်လို့ mainly ဆိုလို့ရှိရင်ချွေးချန်ချန်ဆိုတာ mainly တုံးတာပေါ့နော်ကျမပေါ့နော်ချွေးချန်နိုင်တိုင်းမခါဆိုလို့ရှိရင်အဲ့တိုင်းမခါပေါ့နော် mainly ဆိုတော့ချွေးချန်နိုင်တိုင်းမခါဆိုလို့ရှိရင်ကျမကိုနည်းနည်းကူညီပေးလို့ရလားရှင်ပေါ့နော်အဲ့လိုမျိုးတွေတုံးလို့ရပါတယ်နော်ကျွန်တော်တန်လေးတေချာလေးနားထောင်ပေးပါအရှိမကျွန်တော်ဝင်းခက်ပေးထားပါတယ်ချွေဆိုတာအာနောက်မှကျတော့ဖုံပေါ့နော်ပြီးတော့ဘေးနားမှာခြံပေါ့နော်အာ ยกจะเรียกจะรอผมช่วยผมหน่อยได้ไหมครับเนาะช่วยผมหน่อยได้ไหมครับจะน้องกูคุณยีบิโลยามาละครับเนาะเมงเลยจะรอช่วยฉันหน่อยได้ไหมครับจะมาคุณยีบิโลยามาละเนาะอ่าจะมาเนเน่คุณยีบิโลยาละเนาะอ่าไอ้ลูกมีนี่ทํามาชื่อบาได้จะรอจะมากูเนเน่เลยคุณยีบิโลยาละเนาะช่วยหน่อยสรุปชื่อเนเน่คุณยีเป้สุดะအဲ့ဒီပဲဖြစ်ပါတယ်တို့ပေါ့မလို့ထင်ပါတယ်နော် okay နံပါတ်7ကိုသွားမယ်နံပါတ်7မှာကြာတော့ ข้าใจไหมครับน้าเลล่ะปะเนาะเข้าใจไหมครับဆိုလို့ရှိရင်น้าเลล่ะခင်ဗျာဆိုတာဖြစ်ပါတယ်အမေစကားပေါ့เนาะน้าเลล่ะခင်ဗျာဆိုတာကိုเข้าใจไหมครับน้าเลล่ะခင်ဗျာဆိုတဲ့ဒီပဲဖြစ်ပါတယ်โอเคဒီနေ့ဖွာကြတော့ကျွန်တော်ဒီလောက်ပဲရှင်းပြပေးမယ်เนาะအများကြီးရှိပါတယ်ဒီနေ့ဖွာစနစ်လောက်ပဲဆိုတော့ဒီမှာကျွန်တော်ဘယ်လောက်ရှိလဲဆိုတာ အာ30 40ပေါ့နော်အကုန်လုံး40တိရှိပါတယ် okay ဒီနေ့မှာကျွန်တော်ဆက်နှစ်တိပဲကျွန်တော်ရှင်းပြပေးတာဖြစ်ပါတယ်နောက်နေ့တွင်မှာကျွန်တော်ဆက်နှစ်ရနေထပ်ပြီးတော့ရှင်းပြပေးပါမယ်အားလုံး thank you ပါကျေးဇူးတင်ပါတယ်